Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ရက်မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့တွေ့မှ Reaction လောက်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့မှာကျွန်တော်တို့သတင်းဗီဒီယိုမကြည့်ခင်ပါဘောနော်လိုရင်းတူရှင်သတင်းငါးဖို့လောက်နဲ့ကျွန်တော်စလိုက်မယ်နော် ကပ္ပမောင်ဆုံးတရင်တပုတ်ကတော့မြိတ်နဲ့နောင်ချူမှာစစ်မှုထမ်းတပ်သားတင်နှစ်ဦးစစ်သားတအူးတို့ကိုတနက်တလက်ယူဆောင်လာပြီးအလင်းဝင်လာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲတော့တင်းလိုက်တိုင်းမြိတ်ခရိုင်အခြေစိုက်ခလာရ103တရင်မှာစစ်မှုထမ်းတပ်သားတအူးနဲ့စစ်သားတအူးတို့စစ်တနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းတင်းတာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကသတင်းပို့ထားလို့သိရပါတယ်။အဲတော့အလင်းဝင်ရောက်လာသူနှစ်ဦးကိုကွန်ပျူတာစုချင်းပြဖို့ရှိပါတယ်။ကျွန်တော်တို့360ချင်းပြဖို့ရှိတယ်လို့လည်းဒီတော့ကာကွယ်ရေးတပ်ဖွဲ့တွေကသတင်းထုတ်လို့ဒါပါပါခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဘကိုးတိုင်းရေတားရှင်မြို့နယ်စတောင်းမြစ်အရှိတ်ချဲရွာတစ်ကျွာ၌အထိုင်ချတက်ဆွဲထားသောစစ်သားများကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာဒုဗိုလ်မူကြီးညီညီတိုင်းအပါဝင်စစ်သား15កောင်မျိုးစားဖြစ်ပြီးစစ်တုံးပန်းတို့နှင့်အတူလက်နက်ခေးများသိမ်းဆည်းရမိခဲ့ကြောင်းအမတ်နှင့်စစ်စစ်ရေးနယ်မြေတာဝန်ရှိသူကသတင်းပို့ထားတယ်လို့သိရပါဗါတယ်။အဲဒီမှာဆိုရင်ချမ်ဘက်စစ်ကောင်စီအင်အား60ခန့်ဖြင့်အထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ရာစစ်ကောင်စီတပ်သားများထိနာပြီးထွက် ထွက်ခွာထွက်ပြေးသွားကြောင်းထိုသို့စစ်သားများထွက်ခွာထွက်ပြေးသွားမှုကြောင့်ရွာတိကျွရအထိုင်းစခန်းနဲ့ကျွရတွင်ရှိစစ်ကော်မရှင်တပ်၏ကာကင်းစခန်းအလုံးကိုအောင်မြင်စွာသိမ်းပိုင်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်နော်အဲ့တော့ဖမ်းမိရရှိတဲ့သူတွေဒီမှာဆိုနှစ်ယောက်ပါဆိုရင်တော်တော်ကြီးကိုရုပ်စင်နဲ့ညီကိုနှစ်ယောက်လည်းတွေ့ရတယ်ဗောနော်မျက်နှာတွေကိုဖူးရောက်နေတယ်ဗောနော်အဲ့ဒီမှာ comment တွေမှာကြည့်နေဆိုရင်လည်းပြည်သူတွေကတော်တော်လေးကိုအားပေးထားတယ်ဗောနော်တနက်လှုပ်ပြီးထွက်ပြေးရမှာဆိုပြီးမှ comment ရေးလို့လည်းတွေ့ရပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာစစ်တပ်၏ KKP စီးနှီးမှုသည်အထုအယောင်သာဖြစ်ပြဿနာအားလုံး၏ဇင်းမြစ်ဖြစ်သည့်မြန်မာစစ်အုပ်စုကိုအေးအေးယူမှသာမြန်မာအရေးဖြေရှင်းနိုင်မယ်လို့ဒီသတင်းထုတ်လွှင့်ထားတဲ့ဟာလေးပဲဖြစ်ပါတယ်เนาะအဲ့တော့အားလုံးသိရတိုင်းပဲ KKP စီးနှီးမှုဟာဆိုရင်တကယ်ပဲရုပ်ရှင်ရိုက်သွားတာပေါ့เนาะအဲ့တော့ဒီရုပ်ရှင်ရိုက်တဲ့ဟာကိုလည်းနိုင်ငံတကာကအခု truth ဖြစ်တရုတ်နဲ့ဒီအမေရိကန်ကတည်အောင်လို့ဒီ GFM ကဒီသတင်းထုတ်လွှင့်ပေးထားတာဖြစ်ပါတယ်เนาะ အဲ့တော့ဘလိုပဲပြောမင်းအောင်လိုင်ကဘလိုပဲရုပ်ရှင်ရေးရိုက်ဒါတွေကနိုင်ငံကြီးတွေကလည်း K3 မဟုတ်တဲ့အတွက်ပေါ့နော်သူတို့ရုပ်ရှင်ရေးတာကိုသိပါပဲပေါ့နော်အဲ့တော့ဒီပုံမှာသူတို့ဘလိုမျိုးပြန်ပြီးတော့ဒီ ASEAN စီးစီးပွဲမှာဘလိုမျိုးဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့ထည့်သွင်းဆုံးဖြတ်မလဲစီးဝေးကြမလဲဆိုတာလည်းစိတ်ဝင်စားစရာကောင်းပါတယ်နော်ကဲနောက်ထပ်တင်ဆက်ဖို့ကတော့ Jeffet Main Outline အာဆီယံထိပ်ဒီအစည်းအဝေးတက်မယ်ဆိုပြီးမှပြီးခဲ့တဲ့ရက်ပိုင်းမှာ lobby တွေ Boma Channel တွေမှာပြန့်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဘက်ကဒီ near as a channel လိုမျိုးပေါ့နော်ဒီသတင်းဌာနတွေကလည်းဒီထုတ်လွှင့်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းဒီမှာဆိုရင်အချက်ဖက် main online ကိုဖိတ်တော့မဖိတ်ဘူးလို့ပြောတယ်ပေါ့နော်အခုမှသတင်းပန်တွေထွက်လာတယ်ပထမတော့သူတို့ဘက်ကတော့ညားတာပေါ့နော်အခုတော့ဘလို့ပဲညညာ ASEAN ထိပ်သီးအစည်းအဝေးတက်ဖို့ main online ကဖိတ်ကြားထားခြင်းတောင်မရှိဘူးပေါ့နော်အခုမှအဲ့တော့ဘလောက်တော့အရှက်ကွဲသွားလဲစဉ်းစားကြည့်ပါဦးနော်သူတို့ဘက်ကတော့ဘာကြီးတက်မယ်ဘာညာဆိုတော့ဝမ်းတာနေတာပေါ့ ခုတော့အာဆီယံဥက္ကဋ္ဌမလေးရှားကထိပ်သီးအစည်းအဝေးတက်ဖို့စစ်ကောင်းဆောင်ကိုဖိတ်ထားတာမရှိပါဘူးတဲ့ထိပ်သီးအစည်းအဝေးတက်ဖို့ကအာဆီယံဥက္ကဋ္ဌဖိတ်မှတက်ရတာပါတဲ့အခုတက်တီတော့ဖိတ်ထားတာမရှိဘူးလို့သိရပါတယ်လို့မလေးရှားရဲ့ဝန်ကြီးဌာနနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ထိတွေ့ဆက်ဆံမှုရှိသည့်တော်လိုင်းရင်သတင်းမြစ်ကသတင်းပေးပို့ထားဖြစ်ပါတယ်ခင်ဗျာ အဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့6မရွာတိုက်ပွဲကရတဲ့စစ်ကောင်စီလက်နက်တွေကိုအမိန့်ပြန်နေဆိုတဲ့သတင်းပဲဖြစ်ပါရဲ့နော်။အဲတော့ Champ စစ်ကောင်စီဒီဒီစစ်ခွေးတွေတည်သွားတဲ့အခါမှာသူတို့စီကရလက်နက်တွေကိုဒီတိုင်းမသုံးမင်းနေပါတော့။ဘယ်လိုမျိုးအမိန့်ပြန်နေဆိုတဲ့ဗီဒီယိုဖိုင်လို့ကျွန်တော်တစ်ချက်လောက်ကြည့်ကြအောင်နော်။အမိန့်စစ်ကောင်စီတပ်သားများခိုင်းလောင်ခဲ့တော့ဤတနံများကိုကျွန်တော်တို့ URS စစ်ကြောင်းမှပြီးပိုင်အိမ်မက်လိုက်ပြီးဖြစ်ပါတယ်။ဒါကြောင့်ဤတပ်သားများမှထွက်တော့ဂျီများဒီစစ်မိတ်သားစစ်ဘလူးများမင်းအောင်လိုင်း လောက်ခံတက်များကိုသာထိမှန်ရမည်အမိန်ထုတ်ပြန်လိုက်သည်ပုံယွန်လက်စကြောင်းခုဆိုရင်မေအောင်လိုင်းစီရလက်နဲ့ဒီမေအောင်လိုင်းရဲ့လောက်ကစကွေးစီရလက်နဲ့ဒီမှန်သမီးကခုလိုမျိုးအမိန်ပြန်ပြီးမှပဲခြင်ကြတာဖြစ်ပါတယ်နော် ကဲဒါနဲ့ကျွန်တော်နားထောင်မှာကတော့မနေ့ကတော်တော်ကိုနာမည်ကြီးသွားတယ်ပေါ့နော်ဒီမြေဖွားနှစ်ဦးကိုဒီဆိုင်ရှင်ကခိုးပါတယ်ဆိုပြီးရက်ဆက်တဲ့ဒီဗီဒီယိုဖိုင်ကတော်တော်တော်လေးကိုဗိုင်ရယ်ဖြစ်ပြီးတော့တော်တော်လူသူလူသူကြားထဲမှာလည်းပေါ့နော်နာမည်ကြီးသွားတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးခုဆိုရင်ဒီဆိုင်ရှင်အမျိုးသမီးကိုရေးယူတယ်ဆိုတဲ့သတင်းလေးကျွန်တော်နားထောင်ကြည့်လိုက်အောင်နော်ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ဘိုးချုပ်လမ်းမပေါ်ရှိစိုင်းအမတ်1986မြေသာ1988 Twitter သူအထယ်ဆိုင်မှာ ပစ္စည်းခိုးတယ်လို့ဆိုကခလေးချီထားတဲ့အမျိုးသမီးတယောက်ကို ရိုက်နှက်ပြီးဓာတ်တိုင်မှာကျိုးနဲ့တုပ်ခဲတဲ့ဖြစ်စဉ်မှာပါဝင်ပသက်သူအကုန်လုံးကိုလိုင်းတာယာအရှိပိုင်းမြို့မရဲစခန်းမှာခေါ်ယူစစ်ဆေးမေးမြန်းနေတယ်လို့သိရပါဗျ။အဲ့ဒီဖြစ်စဉ်ဟာ TikTok လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်ရာပစ္စည်းခိုးတယ်လို့ဆွဆွဲတဲ့ဆိုင်ရှယ်ဆိုသူအမျိုးသမီးတယောက်ကဆွဆွဲခံရတဲ့တက်ကြီးပိုင်းအမျိုးသမီးတယောက်ကို ရိုက်နှက်ပြီးဓာတ်တိုင်မှာကျိုးရုပ်ဖို့ပြောဆိုခဲ့တာကိုတွေ့ရပါတယ်။ဘသူခိုးခိုးခိုးမှုကခိုးမှု ဘသူရိုက်ရိုက်ရိုက်မှုကရိုက်မှုပဲခိုးမှုကထောင်နဲ့ခုနှစ်နှစ်ထိပေးလို့ရပါမယ်တကယ်ခိုးခဲ့တယ်ဆိုရင်တော့သူ့အနေထားအရထောင်ချလောက်လောက်ပဲပေးလို့ရပါတယ်ရိုက်မှုကဒဏ်ငွေပဲတက်လို့ရပါမယ်သူရိုက်ပုံကလူမဆန်လို့ထောင်တစ်နှစ်လောက်ချလို့ရတယ်ဒေတာဘောက်ကတော့ခိုးသူထက်ရိုက်သူကိုအပြစ်ဒဏ်ပိုပေးတင်တယ်ဘသူကမိုင်မဲနေလဲဘသူကလူမဆန်နေလဲထေရှားနေပါတယ်လို့စီဒီအန်တရားသူကြီးတအုပ်ကမြို့တော်ကိုပြောပါတယ် အဲ့ဒီဗီဒီယိုဖိုင်ထဲမှာဆိုင်းရှင်ဆိုသူကရင်နွေးဘူးသွားယူသွားရင်နွေးဘူးကိုခေါင်းကနေလောင်းချလိုက်မယ်နောက်လုံးလို့မရအောင်လို့ခလေးပါလောင်းချပြစ်မယ်ရင်နွေးသွားကြိုသွားငါကမိုက်ရင်သူများချက်မိုက်တယ်စသဖြင့်ပြောဆိုနေတာကိုလည်းတွေ့ရပါတယ်တကယ်ကိုဆူဆူဝါဝါလှုပ်ရပါတကယ်ပစ္စည်းခိုးရဲဆိုရင်ရဲစခန်းကိုအပ်ပြီးဥပဒေအရဆောင်ရွက်ရမှာပါခလေးငယ်ချီထားတာဖြစ်လို့ပို့ပြီးကိုချင်းစာတင်တယ်လို့အဲ့ဒီရုပ်တံကိုကြည့်မိရဲ့ပြည်သူတအုပ်ကမြို့တော်ကိုပြောပါတယ် ဒီဖြစ်စဉ်နဲ့ပတ်သက်လို့လူမှုကွန်ရက်အသုံးများသူတွေကြားဆိုင်ရှင်ဖြစ်သူကိုဝေဖန်မှုတွေမြင့်တက်လျက်ရှိသလိုတစ်ဖက်မှာလည်းပရိုက်တာအသေးအဖွဲ့တွေကစွစွဲခံရသူအမျိုးသမီးနဲ့ကလေးငယ်ကိုကူညီပေးနိုင်ဖို့ဥပဒေပညာရှင်တွေကိုရှာဖွေနေကြတယ်လို့လည်းသိရှိရပါတယ်ရှင်။ ကဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့အောင်လည်းသိပြီးသားဖြစ်ပါရနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဆိုင်ရှင်အမျိုးသမီးရဲ့လှုပ်ရက်ကတော့တကယ်အချမ်းဖက်လှုပ်ရက်လို့ပြောလို့ရပါမယ်နော်ယူနီဘူလောင်းလာတော့ဒါပြတော့တက်တိုင်မှာကျိုးချီတာဆိုတော့ဒါမှဖြစ်သင့်ဘူးလေနော် तू ကစီရင်လို့မရဘူးနော် तू ကတရားဆွဲလို့ပဲရတယ်အဲ့တော့စီနာကဒီတရားဥပဒေစီရင်လိုက်ပဲပေါ့နော်ခုချိန်မှာဆိုရင် तू မကြည့်မငင်နေပေါ့နော်ဒီအသက်အရွယ်လည်းကြီးလာပြီကလေးလေးတယောက်နေဘလောက်တနာစရာကောင်းလဲပေါ့နော်အဲ့တော့ဘာဖြစ်ပြော तू ဘလောက်ပဲမမတက်တိုင်မှာကျိုးချီတဲ့ကိစ္စတွေဒီလိုမျိုးဆဲဆိုရိုက်နေတဲ့ကိစ္စတွေယူနီဘူလောင်းမယ်ဆိုတဲ့ကိစ္စတွေကတော်တော်ကြီးကိုစိုးစိုးဝါးလို့ပြောလို့ရပါမယ်နော် ါတော့ main online ရဲ့စိတ်သက်တယ်လို့ပြောလို့ရတယ်အခုစမှာဆိုရင် main online အုပ်ချုပ်တဲ့ဒေသမှာ main online ရဲ့စိတ်သက်တွေဝင်ပြီးမှပေါ့နော်တကယ်ပဲစိတ်သက်ရက်ဆက်ရက်ကြမ်းကြုတ်တဲ့သူတွေတော်တော်များများပေါ်လာတာကိုကျွန်တော်တွေ့နေရပါတယ်နော်ကဲကျွန်တော်နောက်ထပ်ကြားထဲမှာနားထောင်မယ့်သတင်းကတော့စောင်းဥမုံတိုင်းဆိုပြီးမှပေါ့နော်ဒီမုံတိုင်းနဲ့ပတ်သက်ပြီးမှသတိထားမယ့်အရာလေးတွေတိဆက်ပေးတဲ့ဥတီတီမိုးလေးဝတ်တာဘလော့ဂါတွေကပေါ့နော်ဒီဒီရပိုင်းအတွက်မှာဖြစ်လာမယ့်အရာလေးတွေဒီချက်နောက်ကြည့်အောင်နော်ရောက်တဲ့အခါမှာတော့ကျွန်တော်တို့ရှမ်းပြည်နယ်တစ်ခုလုံးမန္တလေးတိုင်း အောက်ပိုင်းဒီနေ့အတွက်ပေါ့နော်မကွေးတိုင်းချင်းတောင်တိုင်းရခိုင်ပြည်နယ်အေရဝတီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းတချို့နေရာတွေမှာမိုးတော်တော်များများရွာနိုင်တဲ့အနေအထားရှိပါဒီနေ့အတွက်နော်23ရက်နေ့မှာဆိုလို့ရှိရင်တော့ချင်းပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲရခိုင်ပြည်နယ်မြောက်ဖက်မှာလည်းနေရာကွက်မိုးကြီးနိုင်ပါတယ်ထို့အတူမန္တလေးတိုင်းစကိုင်းတိုင်းမန္တလေးတိုင်းအောက်ပိုင်းမကွေးတိုင်း မွန်ပြည်နယ်အပြင်ရှမ်းပြည်နယ်မြောက်ဘက်ဒေသတို့မှာနေရာကျဲကျဲမှာနေရာစိတ်စိတ်မိုးရွာနိုင်တဲ့အနေအထားရှိပါလာမယ့်24ရက်နေ့မှာလည်းချင်းပြည်နယ်တောင်တန်းတွေပေါ်နဲ့စကိုင်းတိုင်းမန္တလေးတိုင်းအထက်ပိုင်းကချင်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲ ARD အထက်ပိုင်းရန်ကုန်တိုင်းအထက်ပိုင်းပဲခူးတိုင်းအထက်ပိုင်းမှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထား ရှိတာကိုကြိုတင်ပြင်ဆင်ထားကြပါ25ရက်နေ့ရောက်တဲ့အခါမှာတော့ကျွန်တော်တို့တိုင်းရဲ့ပြည်နယ်အနှံ့အပြားမှာ နေရာစိတ်စိတ်မှနေရာကွက်ကြားစတိုက်ကိုမိုးရွာနေပြီးတော့တချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့မကွေးတိုင်းနဲ့မန္တလေးတိုင်းစကြားမှာနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်ချင်းတောင်တန်းမှာလည်းမိုးအများ များနိုင်ပါတယ်ဒီယာစီဥတုအခြေအနေကတော့ကျွန်တော်တို့ရှစ်ဘေးရှောင်လောက်သားပြည်သူတွေအတွက်အင်မတန်မှဒုက္ခများမဲ့အနေအထားရှိပါတယ်ယာစီဥကလည်းပို့ပြီးတော့အဲရကြောင့်မလို့ရှစ်ဘေးရှောင်များအတွက်အထူးမြူးဆိုင်နိုင်မှုသတင်းများဖြန့်ဝေပေးကြပါ ကဲဒါတော့နော်မလို့သားသတင်းမဖြစ်ပါတယ်အဲ့တော့စစ်ပေးရှောင်းနေရတော့တည်တိုင်းပဲဘာမှမပြည့်စုံတဲ့အတွက်ပါနော်မိုးရသည်ဆိုလဲကြောက်နေရတယ်ဆောင်းရသည်ဆိုလဲအနည်းငယ်လိုနေတဲ့အခြေအနေမှာအခုဆောင်းရသည်ဝင်ကာစားဖြစ်တဲ့အခါပါနော်ဒီမုန်တိုင်းနဲ့အတူမိုးနေ့တိုင်းမှာယွာနေတဲ့အခြေအနေဖြစ်တဲ့အတွက်ပါနော်ဒါသတိထားရမယ်ဖြစ်ကြောင်းလေးဖြစ်ပါနော်ကျေကျောင်းနောက်ထပ်နားထောင်မယ့်သတင်းကတော့အကျန်းဖက်မင်းအောင်လိုင်ရဲ့လေးတက်ထဲမှာပေါ့နော်ရှေ့ခါကိုတော်ကိုမီးရှို့ပြီးတော့ဒါမင်းမင်းအောင်လိုင်ကိုဆဲဆူသွားတဲ့စာတန်းကြီးသွားတယ်ပေါ့နော်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဒီဒီလေးတက် ်ထဲမှာပါဝင်ခဲ့ဘူးတယ်ပေါ့နော်စစ်သားဟောင်းဖြစ်တဲ့ဒီဆရာကြီးတွေရဲ့တုံ့သက်ချက်လေးတောင်းတကြလောက်နော်အေးတွေနေတဲ့ခါကျတော့တော်ယုံတန်ယုံလဲဒါအဲ့ဘက်ကိုလာဖို့ဆိုတာမလွယ်ဘူးပေါ့နော်ဟိုသင်လာတော့ဒီချက်ကြီးချိန်တာအတဲရောက်မယ်လို့လဲကျွန်တော်တော့မှားနာပါလေဟောင်းဒါဒီလိုလဲဟိုဟာဖြစ်လို့ရလို့တော့ဒီ home link ဒေတာဆန်တာလာကြမှာရိခကိုတော်ကိုမိရှုပ်ပြီးတော့မှသူကစစ်ခွေးမင်းအောင်လိုင်းဆိုပြီးတော့စစ်ခွေးမားလာဆိုပြီးတော့မှစာစာကြီးရေးခဲ့တယ်ပေါ့နော်စာကြီးရေးခဲ့တယ်ကျွန်တော်ဓာတ်ပုံတော့ line မတက်ဘူးလားဟုတ်ဒါပေမဲ့ဒီလိုရေးသားခဲ့တယ်ဆိုတော့ တရင်ထွက်လာတာဗောနော်ထွက်လာတဲ့ခါကျတော့ဒါကအထက်အထက်လူကြီးကိုမကျေနပ်တဲ့အဖွဲတစ်ဖွဲတယောက်ယောက်ကဒါကြံစီရာဖြစ်မယ်ဗောနော်ကြံစီရာဖြစ်မယ်အဒီဟာလုံးဝဖြစ်နိုင်ရရှိတာတော့တခုဗောနော်နောက်တစ်ခုကတော့ကျွန်တော်တို့ဗာလဲဆိုတော့တက်သေးတက်တွင်းထဲမှာအဲရဲဘော်တွေစစ်တီတွေရဲ့တာသမီတွေဗောနော်အတာသမီတွေထဲမှာလဲသူကဒီတချို့ဆိုရင်စပြီးတော့မှာစစ်တပ်ထဲမှာသာနေနေတဲ့ဟို2010ခရဲကယူကော့ဝဲခရဲက LNU မဲပေးနေတဲ့ လူလူတွေလည်းရှိတယ်ပေါ့နော်တထဲမှာတလို့တိတ်တိတ်ခိုးပြီးတော့မှမဲပေးတဲ့လူတွေလည်းရှိတယ်ပေါ့နော်တဆင်ဆန်းလား20ပေါ့နော်အဲဒီတော့ဒီလိုမျိုးဟိုဟာဖြစ်ပြီးတော့မှမဲပေးနေတဲ့လူတွေလည်းရှိတယ်ဒီလိုလူတွေကဒါတထဲမှာမကျင်တဲ့ခါကျတော့ရေဘော်သားသမီးရမကျင်တဲ့ခါကျတော့တို့ခိုးချောင်ခိုးဝဲဟိုဟာလုတ်ပြီးတော့မှဒါရိခါဒီကောင်းကြီးစားတောင်းနေရတဲ့ပြည်သူဟာတွေကိုဟိုဟာဖြစ်ပြီးတော့မှလုံနေတာဆိုပြီးတော့မှမီးရှို့ဒီဖြစ်စဉ်နဲ့ပတ်သက်ကျွန်တော်ရှေ့မှာမရှိခင်လေနောက်တစ်ခုဖြစ်နိုင်ရရှိတာပေါ့နော်နောက်တစ်ခုကဘာဖြစ်နိုင်ရရှိလဲဆိုတော့ကိုရောင်တာဝန်ခံပေါ့နော် ဒါတာဝန်ခံတော့တေချာပေါ့ဘူးတော့အစစ်စစ်ခံနေရပြီပေါ့နော်ကျွန်တော်တို့ဒါတက်ထဲမှာဖြစ်ခဲ့ဘူးတဲ့ဟာပေါ့နော်ဘာဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့ဒီလက်နဲ့ခရင်တိုက်တာဝန်ခံနဲ့သူ့ကလေးနဲ့မတည့်တာသူ့သူ့သားနဲ့မတည့်တာမတည့်တဲ့ခါကျတော့အဖေကဒီခရင်တိုက်မှာတာဝန်ကြတယ်ခရရန်တိုင်းရဲ့တော့တွေပါဒီထိန်းရတယ်ပေါ့နော်အဝင်ထွက်စရာကြီးပါဒီထိန်းရတယ်လက်နဲ့ခရရန်လိုက်တာဝန်ခံပေါ့တခဲခရရန်လိုက်တာဝန်ခံအဲခရရန်လိုက်မှာမရှိဘဲနဲ့တခြားနေရာကိုသွားနေချိန်မှာကလေးကဘာလုပ်လဲဆိုတော့ကျွန်တော်တို့ဒီအောက်မှာဒီခရရန်ရဲ့အောက်မှာကျွန်တော်တို့ တပေးပတ်လေလောက်ရှိရဲအပေါက်ရှိတာကိုသူလေလေထွက်ပေါက်လောက်ထားအဲ့ဒီမှာကျတော့လက်နှိုက်ပြီးတော့မှကျွန်တော်တို့ပစ္စည်းတွေကိုယူဆောင်လို့မရအောင်ဆိုပြီးတော့မှတန်ဟိုကလောက်ထားတာဟိုတန်စကားပုံစံမျိုးပေါ့နော်တန်တိုင်းပုံစံမျိုးလောက်ထားလောက်ထားတဲ့အခါမှာကလေးကမလောက်လဲဆိုအဲ့ဒီမှာသူကဒီလိုမျိုးတန်ချောင်းမှာအဝိအဝိဆပတ်တယ်ပတ်ပြီးတော့မှဓာတ်စီဆွတ်တယ်ဆုပ်ပြီးတော့မှအဲ့ဒီအပေါက်တွေမီးရှို့ပြီးတော့မှအဲ့ဒီအပေါက်တွေကနေပြီးတော့မှသူကဟိုမီးလောင်အောင်ပေါ့နော်တန်ချောင်းကိုအထဲကိုထိုးပြီးတော့မှထည့်ပစ်လိုက်တာပေါ့ထည့်ပစ်လိုက်တော့ထဲမှာခရမ်းလိုက်ကြီးမီးလောင်ပြီးတော့မှပြဿနာတက်သွားတဲ့ဖြစ်စဉ် ရှိခဲ့ဘူးတယ်ပေါ့နော်ရှိရကကြတော့တားပါခြင်းမလဲနောက်ဆုံးပြန်ပြီးတော့မှအမှုကိုပြန်လိုက်တဲ့အချိန်ကြာမှာပထမတော့အဖေကတန်းပြီးတော့ဖမ်းထားတာပေါ့တန်းပြီးတော့ချုပ်ထည့်ထည့်တယ်ပေါ့ချုပ်ထည့်ထည့်ပြီးတော့နောက်အမှုကိုပြန်လိုက်လိုက်တဲ့အခါကျမှကလေးတားပါခြင်း ပြဿနာတက်တာအခုလည်းဒီလိုပဲပေါ့နော်ရိတ်ခါကိုတော့ဟိုတောင်ငင်ကနေတူသားနေမြန်ပေါ့နော်ပြဿနာတွေတက်တော့မြန်သားသွားပြီးတော့မှအဖေပြဿနာငါ့ကိုပူညာပူညာလုံးနေလူချိုတဲ့ရောက်ကနိုင်ရောပါဆိုပြီးတော့ပါသူကရိတ်ခါကိုတော့မီးသွားရှို့တာမျိုးလားပေါ့နော်ဒါဘာပဲဖြစ်ဖြစ်ဒါကောင်းတဲ့အချက်တစ်ချက်ဖြစ်တယ်လို့ပြောလို့ရတာပေါ့နော်အဲချစ်တဲ့တိုင်းမှာလည်းမင်းအောင်လိုင်ကိုအခုလုံးတန်းတန်းစီပြီးတော့မှကြည့်ကြည့်လိုက်မင်းအောင်လိုင်မကြည့်နိုင်တဲ့လူတပုံကြီးလက်ထောင်ကွာဆိုပြီးတော့မှထောင်ဝင်းရှိလို့ရှိရင်ဒါအများကြီး ရာဂိုင်တော့အများကြီးလက်ထောင်နားလိုက်မယ်ဆိုတဲ့ဟာတော့ဒါကျွန်တော်တို့ကတေချာပွဲပွဲပေါ့နော်တက်ထဲမှာဒီခုကျွန်တော်တို့ CDM လောက်လာတာတွေရောတဖြည်းဖြည်းနဲ့တပွဲပွဲနဲ့ကျွန်တော်တို့ဒါ LMU ထောင်လာတာတွေရောပြီးလို့ရှိရင်ကျွန်တော်တို့မတိလိုက်မတိပါသားပေါ့နော်အဲကျွန်တော်တို့ CDM အဲလောက်တယ်ဆိုပြီးတော့မှာလည်းကျွန်တော်တို့ line ပေါ်မှာ public မှာတခါတည်းတရားဝင်လည်းမပြောဘူးကျွန်တော်အစိုးရတာဝန်ရှိတဲ့ NUG ကိုလည်း မဆက်သွယ်ဘူးဒီတိုင်းပဲသူကသူမင်းအွန်လိုင်းတက်မှာမနေရရင်ပြီးရောပါဆိုပြီးတော့မှထွက်လာတဲ့လူတွေလည်းအများကြီးရှိတယ်ဆိုတာကိုပြောချင်တာပေါ့နော်အဲ့တော့မင်းအွန်လိုင်းကတော့ကျွန်တော်တခါပြောခဲ့မှုပါတယ်သူကနှစ်ဖက်လုံးအချီးတို့ကြီးပါချီးတို့ကြီးကိုတော်လိုင်းတက်ဖို့အတွက်ကလည်းမင်းအွန်လိုင်းချီးတို့ကြီးဖြစ်လို့စစ်တက်တယ်မှာလည်းသူကချီးတို့ကြီးဖြစ်လေပြီးတော့ဘောမပီသူလူလူတွေကလည်းမင်းအွန်လိုင်းချီးတို့ပဲဘာလို့သူတို့တားသမီးတွေတပွဲပွဲနဲ့ခုခုဆိုလို့ရှိရင်အပတ်စဉ်78တောင်ရောက်လာပြီလို့ เนาะဟိုဟာကျွန်တော်တို့တင့်မှုတိုင်းဆိုလို့ရှိရင်ဒါတော်တော်ဆိုးဆိုးပေါ့เนาะတော်တော်ဆိုးဆိုးတပတ်စင်ကို9000 9000เนี่ยဒါ16ဆိုရင်တွက်တာကြည်တာပေါ့เนาะလူပေါင်း9000တော့ဒါစစ်တပ်ထဲကအတင်းအာရမဆွဲပြီးတော့မှဆွဲခံနေရတဲ့အခြေအနေမျိုးအဲ့ခေတ်မှာမှလူလူလာလာဝင်လာတဲ့လူဆိုလို့မရှိသလောက်ပေါ့เนาะလူလာလာဝင်လာတဲ့လူမရှိသလောက်ရှားတယ်ဆိုတဲ့ဟာလေးကိုပြောချင်တာပေါ့เนาะဟုတ်ဟုတ်ကဲကြားရတယ်ပေါ့နော်အဲ့တော့ဂျက်ဖက်မင်းအောင်လည်းကတော့ဟိုဘက်တဲချီတို့ဒီဘက်အတွက်လည်းတကယ်ချီတို့ကြီးဖြစ်ပါနော် ကဲကျွန်တော်ဆုံးမနားထောင်မှာတော့အခုဆိုရင်ဒိန်းတောင်နဲ့ဒိန်းတောင်တပည့်အုံသီးတော့ပါเนาะအခုဒိန်းတောင်လိုပဲပြန်လဲပြီးတော့ပါเนาะအဲဘလောက်တိသူတို့စိုက်ခဲ့တဲ့အသီးသူတို့ပြန်ဘလို့ပြန်စားနေရပြီလဲဆိုတော့ကိုသုံးသက်ပြတာလေကိုစစ်ပြီးတစ်ချက်နားထောင်ကြည့်အောင်เนาะအုံသီးလောက်เนาะတစ်ချိန်ကစစ်တမစစ်တเนาะအားပေးခဲ့တဲ့ပြည်သူဆိုတာစကူစိုက်စားမလို့ဘူးငါတို့ရဲ့ကိုယ်ွယ်တာလေးစစ်တငါတို့ရဲ့အားထားတာလေးစစ်တဆိုတဲ့ဟာမျိုးနဲ့ပြည်သူကိုစုံခံခဲ့တဲ့နေရာမှာအုံသီးနဲ့ဒိန်းတောင်ရှေ့ဆုံးအောင် ဟုတ်တယ်ခင်လာကြတော့နိုင်ပိုင်ရှိတယ်အဲ့ဒီအတွက်ခင်နိုင်ပါဖြစ်တယ်လုံစားလို့ရတယ်အဲ့တော့ကျွန်တော်ပြည်သူမြေတာအင်တာချက်ပေါ့အောင်မယ်နော်တကယ်ပြောတာတော်ပြီးမလုပ်နဲ့ကိုကပြည်သူကိုအားကိုးပြီးနေရတဲ့သူဆိုလို့ရှိရင်အဲ့ဒီပြည်သူပေါ်မှာရိုးရိုးသားသားလေးစစ်ဆေးပါလုပ်ပေးနိုင်လုပ်ပေးနိုင်တယ်မလုပ်ပေးနိုင်မလုပ်ပေးနိုင်ရှင်းရှင်းလေးပဲအဲ့တော့ပြီးတော့ကန်လန်ကောစားမလုပ်နဲ့အခုဒီမှာအောင်လေးဖြစ်နေတဲ့ပုံကြည့်ပါနော်ကိုကရိုက်ပြီဆိုတော့နှာခမ်းမွေးစားတာပဲအဲနှာခမ်းမွေးထားလိုက်ထားပြီးတော့အခုကားရဲကလည်းပုံပြမဆက်တော့နှာခမ်းမွေးအဖက်တည်ပြီ ။နောက်အခုဟာလေရွေးချယ်လို့ကမှာ group group တွေပွားကြတယ်။ဟုတ်လား။နောက်တစ်ခုအခုဟာ MRT4 လို့ဇလန်းတွဲလို့ Skynet လို့ဇလန်းတွဲလို့ဆိုတာလေအပြင်လို့တိတ်မခေါ်တော့တော့ group နဲ့တူသွားကြ။ပုံဒီထိုက်တာလုံးမှာပဲအဲအဲပုံဒီထိုက်တာလုံးမှာပဲကိုဒီရှင်တော်တော်များများနဲ့ဟာတာကားကြီးရပိတ်ရပြ။ဒါတော့ပုံဒီကလေကိုပြီကာလာတွေကနေဒီချိန်ထိပေါ့နော်။ရုပ်ရှင်ကဇလန်းတွဲမရိုက်ဘူးတော့။ရိုက်ဘူးတွေ့ဒီချိန်မှာတော့ကိုလာပြီးတော့ပုံဒီရုပ်ရှင်ရိုက်ချင်လို့ လူကညာကြီးဘလောက်ရှူလေးလို့မေးတော့မဘလို့ဘာဘာပြန်ပြောမှာမသိမသိလို့ဟိုမေးရမှာတခုံးလည်းရှိတော့လေအမပပိုက်လူရှိတာပဲဈေးကပပိုက်လူဖြတ်ပေးမှာဟုတ်ကဲ့ဘာပြည်သူမရှိနေရလဲစောက်ဆိုင်ကြမလို့အပြည်သူဆိုတော့စောက်ဆိုင်ကြမလို့လားအကြီးဟုတ်တယ်မလားနော် yeah ကျွန်တော်ဘာလို့များတက်လဲမသိဘူးအဲ့လိုပြန်မေးရတပြားတန်းဘာလို့ကောင်းနေပြီဘာလို့ပြန်ရအောင်ဘာနောက်ကလာဒီပြောတာကျွန်တော်ဘာလို့များတက်လဲကျွန်တော်ဘာလို့များတက်မှတ်ထားလဲမသိဘူးအဲ့လိုပြန်ပြောအောင်ဒါကမသိတော့ငါအဲ့လိုကဲ ကင်မရာတွေမမြင်ဘူးတော့ကြာပြီတနောက်ကောင်းဟမ်တနောက်ကောင်းကင်မရာမမြင်ဘူးတော့ကြာပြီတဲ့နော်ဟာကိုပိထေးကလေဒီချိန်ကြီးကကင်မရာမမြင်ဘူးတော့လေဘာလို့ဆိုကို့အချောင်းအခုလိုများမဲ့အလုပ်တွေမလုပ်ဘူးချင်းကုန်းတီးလို့ချစ်တဲ့လူတွေမုန်းနေလို့ရှိတယ်လေဟုတ်လားကုန်းတီးလို့ဘာဖြစ်တယ်ညာဖြစ်တယ်လို့စိတ်တွေပဲရှိတာလေဒါပေမဲ့ကုန်းတီးလို့ရှောက်တယ်လားကုန်းတီးလို့လိပ်ပြလုံးကုန်းတီးလို့အမှုပုံတမှာတော်တော်အမှုပြပဲအလုပ်ပဲကလန်တေတဲ့အက္ကတနံဆိုတဲ့စကားလက်ကားပေါ်တာမဟုတ်ဘူးဗျ။နော်ဦးမုံတီတို့ချစ်တဲ့လူပဲရှိတယ်။ဟုတ်တယ်။ဦးမုံတီတို့ချစ်တဲ့လူပဲရှိတယ်။မုံတဲ့လူပဲရှိတယ်။ ဘာမှမတီးပဲဆဲတဲ့လူတွေရှိတယ်။ဘာမှတီးရဲဆဲတဲ့လူတွေရှိတယ်။ဒါပေမဲ့ညာနိုင်တော့တို့ပြက်ကြည့်ပါ။ဦးအောင်လေးကိုပြောနေကြတဲ့လူတွေအားလုံးကဦးအောင်လေးကိုမဟုတ်တဲ့လူတွေမဟုတ်ပါဘူး။ကျွန်တော်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 မဟုတ်ဘူး။မဟုတ်ဘာမှအကြောင်းရှိတယ်ကိုယ်နဲ့။ဒါပေမဲ့ဒီလူတွေကိုဘာကြောင့်ကျွန်တော်တို့ပြောရလဲ။ကျွန်တော်တို့တိုင်းပြည်မှာနာရင်ဖြစ်နေတယ်။မတားအင်ဖြစ်နေတဲ့တိုင်းပြည်မှာလူတက်ဓမ္မနဲ့ပေါင်းတင်ပြီးတော့ပလူပလဲလုပ်ပြီးတော့ပျော်ပြမယ်ဆိုတဲ့သူရဲ့ကြီးကလုံတင်တာမလုံတင်ဘူးလားဆိုတာကိုပြောပြတယ်။ ဒါတော့ပြောပြတာကျွန်တော်တို့မပြောလို့ဘူးတပည့်တို့လည်းမေးပြီးမောင်းလာလို့အခုအုံကြီးကိုဆဲလို့မကြည့်ဘူးအုံကြီးကိုမောင်းလာမောင်းလာမေးမောင်းမှာမဟုတ်ဘူးဘာမှမောင်းတယ်မှအကြောင်းရှိကြတယ်ဒါပေမဲ့ဘာသာကောဆဲကြတယ်ညမနိုင်ငံမှာဘာဖြစ်လဲပြည်သူအများစုအားပေးထားလို့အမှုပြညာဓမ္မဆိုဖြစ်တာလားနော်အမှုပြညာဓမ္မအများစုကလေကျွန်တော်ပြောကျွန်တော်နိုင်ငံမှာဌာနဆိုင်ရာကြီးကသူတို့ပတ်ပေးလို့ရှိရင်အဲ့ဒီပေါ်မှာသူတို့ feeling တက်အာဌာနဆိုင်ရာစိတ်ကောင်းတယ်အစိုးရစိတ်ကောင်းတာဟိုအဲ့ဒီအစိုးရဆိုတဲ့ဟာမျိုးတို့ဒီ ခေါင်းဆောင်တော်ဟာမျိုးဌာနဆိုင်ရာဟာမျိုးကမင်းတို့အမှုမြညာဓမ္မတယောက်ပါဆိုပြီးတော့လေးလေးစားစားဆက်ဆံပေးတာဒီဘသူပေးထားတဲ့ပါဝါကြောင့်ပြီးတော့ပေးတာပြီးတော့ပေးထားတဲ့ပါဝါနော်အုံးလေးတို့ဒိန်းတော်တို့ဒါလေးဆိုရင်ဗီဒီယိုရုံမှာတာကြည့်ပါအညာမှာနော်ကိုင်းတော့ပဲတော့ဆက်တဲ့ပြီးနေဗီဒီယိုရုံခင်မှာဗီဒီယိုရုံမတန်းစီညနေစောင်းဒီဒီချိန်လေးပဲယူလာတယ်ပျော်စရာရှိတယ်ငါကိုယူလာတယ်မှာအဲအဲ့ဒီလူတွေကနေခွေးနေစာတွေနဲ့ဘာကြည့်ကြလို့အဒီနေ့ဒိန်းတော်ပါလေကြီးရတယ်ဒါကြည့်နော်အဲအဆက်တဲ့ပြင်ပြင်းနေအဒိန်းတော်ကြီးရတယ်အုံးလေးကြီးရတယ်အပြင်းကြတယ် အခုဒီနေ့ချိန်မှာဘာဖြစ်နေလဲအဲ့ဒီအားပေးခဲ့တဲ့ပြည်သူအများစုတော်ဒီမှာအများစုပြောတော့ဘုံကျဲတက်ခံတိနေတယ်မီးရှို့တက်ခံတိနေတယ်အပြောင်းနဲ့ထုတက်ခံတိနေတယ်ဒရုန်းနဲ့ဘုံကျဲတက်ခံတိနေတယ်ညဘက်ဖမ်းသွားမနဲ့အလောင်းလာပို့ခံတိနေတယ်ဟမ်မျိုးတော့မရင်းကျင်တယ်တိနေဝင်ရဆိုရင်လင်မယန်းတဲ့အောင်အလူလို့ပို့ဆိုင်ကလေးနဲ့သွားတာတော့လင်ရောမယန်းရောဖမ်းပြီးထုရိုက်ပြီးတော့မယားကိုတရားပြီးတရားတုလေရှင်းပါတယ်မရင်းကျင်တယ်ဟမ်သူ့လင်ရဲ့နောက်ဆုံးဘူးကြောင့်ဘူးကြောင့်ကောက်တင်းဆောက်တဲ့အချိန်မှာထွက်ပြေးလာလို့ဒါပြန်ကြည့်တာ ဒီလိုမျိုးတွေခဲ့ရတဲ့မတာပေါဘလောက်ရှိအများကြီးရှိမှာလင်းကုန်တော့ထားပြီးမရောမရင်းကြတယ်ဟမ်အဲ့ဒီအဲ့ဒီပြည်သူတွေအားလုံးကဒါတို့အားပေးကြတဲ့ပြည်သက်တွေအတိုင်းကြီးရဲ့တက်မတော်ဖောက်ခံဖောက်ခံရမယ်ဒါပေမဲ့ဒီတက်မတော်လုံရက်ကဘာလုပ်နေတာလဲဟမ်ယူကရိန်းနဲ့ရုရှားနော်ကိုယ်ယူကရိန်းစစ်တပ်ကဖောက်ခံလို့ရုရှားကိုပြန်ချနေတယ်ဆိုရင်အားပေးရတယ်တန်တယ်လေလက်ရှိမြန်မာနိုင်ငံကမြန်မာတက်မတော်ဆိုတာဘယ်သူ့ကိုတိုက်နေလဲဟမ်ပြည်သူတက်နေတယ်မြန်မာတက်မတော်ဖြစ်တယ်နော်တော်ဝင်ထားနေတဲ့မြန်မာတက်မတော်လည်းဖြစ်တယ် နော်ဒီအပေါ်တက်လာတယ်မွန်ပြည်နယ်သားတွေနဲ့မြမတက်မှာတော့ဖြစ်တယ်ကရင်ပြည်နယ်သားတွေနဲ့မြမတက်မှာတော့ဖြစ်တယ်အပဲခိုးသားတွေပကူအဲ့ဒီရန်ကုန်သားတွေမင်္ဂလိသားတွေဟမ်တနိုင်ကြတော့ဟောပေါ်ချင်းကချင်းကရမောအပေါ်တနိုင်ကြလုံးနဲ့ပတ်ဖြစ်နေတာသူတို့နဲ့အဲ့တော့တနိုင်ရန်လုံးသူတို့အကျန်းဖဲတဲ့သူတို့တန်းနေနိုင်ငံတော်နဲ့ဖြစ်နေတဲ့ဖြစ်နေတဲ့ပုံကိုကြည့်ကဲတနိုင်ကြလုံးကအကျန်းဖက်နေတဲ့သူတို့ကနိုင်ငံတော်တမားတော်တော်များများ တော့သူစိတ်ထဲမှာအချိန်တိုင်းတက်ကပဲနိုင်သွားမယ်ဘလို့ဖြစ်တယ်ဟိုဟိုနော်ရှင်းသရှင်းပြီးတဲ့အချိန်မှာအဲဥညွန်ဝင်းကြီးတို့ပေါ့ဟုတ်လားအဖေနဲ့တားများရုပ်ရှင်ကရိုက်ပြီးစစ်တပ်ကိုအမွန့်တင်အဲပေါ့ဆောင်းနေပြီးတော့ဘလို့လုပ်လိုက်မတိတိုင်းမျိုးကယ်တင်ရှင်စစ်တပ်ကပဲကယ်တင်ကယ်တင်ရှင်ပုံစံမျိုးတွေဒရမာတွေခင်းပြီးတော့ပြည်သူကိုဂျင်းတက်ခဲ့အော်နိုင်ခဲ့တာဟုတ်ဟမ်အဲအခုလဲစစ်တပ်ကဒလုံးနိုင်မျိုးသူတို့ထင်တာမရဘူးနော်ဒီနိုင်ငံလေးခက်မြန်မြန်ပွဲပြန့်ပြက်မပြတ်ရင်ပေးရှင်သွားမှာမယုံကြည်နဲ့အဲ့တော့အဲ့ဒီအပေါ်မှာယက်တိမှုတွေမှန်ကန်ကြဖို့လို့ လူတယောက်ကတော်လိုင်းမလုပ်နိုင်ဘူးလို့မလုပ်နိုင်ထိုင်တယ်။ဒါပေမဲ့ကိုတိကပြောသူဒီအာနာသိမ့်တာမတရားဘူးဒီအာနာရှင်တွေမထောက်ခံဘူး။ဒါပေမဲ့တော်လိုင်းရေးလည်းမလုပ်ဘူးရတယ်ကိုလို့ကိုလုပ်နေ။ဒါပေမဲ့ကိုရဲ့ပြောမှုဆိုမှုလုပ်မှုတိုင်မှုအများကြီးမဟုတ်ဘူးအဲ့ဒါလေးပဲ။ပြောဆိုတာရဲ့လုပ်တိုင်းတာရန်သူကိုအားပေးအားမြောက်မပြုတ်စေနဲ့။အဲ့လိုလေးကိုလူတိုင်းစောင့်ထိန်းနိုင်လိမ့်မယ်ဆိုရင်လုပ်တဲ့သူတွေအဲ့လိုမပြင်မှန်းဘူး။အခုကလည်းလုတ်တဲ့လူတွေကလုတ်တယ်ကိုတိကပြောတခင်အားရတွန်းွားွားအောင်အဲ့တော့ကလည်းလုတ်ချင်အဲအကျိုက်မကြည့်နော်မမြုတ်မှာအေးချမ်းတယ်တွေ့လားမဲမတိလို့ရှိရင်အဲ့ဟိုမှာသွားပြီးတက်တက်ပြတ် ဒါမျိုးတွေအဲ့တော့ကျွန်တော်တို့နိုင်ငံကကြာနေတယ်ဆိုတာဘာဖြစ်လို့ကြာတာလဲအာနာယူတယောက်နှစ်ယောက်ကိုကျွန်ယူတွေညားနေတဲ့အတွက်အဲ့ဒီကျွန်ယူတွေကိုရှောင်နေနေရတာနဲ့တင်ဒီအာနာယူတွေကိုစီကိုမရောက်ဘူးเนาะအဲ့တော့ဒါကျွန်ယူတွေတော့လမ်းမဲ့တရားလဲကြာပါเนาะအခုဒါအုံးလေးတို့ဒိန်းဆောင်တို့ထွက်ပြောတဲ့နင်းရတော့စိတ်လည်းမကောင်းစိတ်မကောင်းဆိုတာဒီလိုလူတန်းစားတွေကเนาะဒီအထိတော်ဖြစ်သွားတယ်ဆိုတာအဲ့တော့တရားကြတာဟိုနောင်နောင်နောင်နားတွေကြိတ်ထားပါတော့ကျွန်တော်တို့ကနိုင်ငံကြီးမှာအမြဲတမ်းကြောက်ဖို့ကောင်းပါလား သူတို့နိုင်ငံတော်အစ်စ်မပြောနဲ့ရက်ွက်အုပ်ချုပ်ရေးမှုအုပ်ကြီးလေစိုးသွားတဲ့အုပ်ကြီးတနိုင်ငံလုံးကတရက်ွက်လုံးကဝိုင်းမြတ်တာပို့တဲ့အုပ်ကြီးနောက်ဆုံးကျရင်ဘယ်လိုဖြစ်သွားလဲအယောင်မှိပြီးကြာသွားတယ်အဲ့နေရာလဲကျွန်တော်သတိထားကြည့်ပြီနော်အဲ့ဒါပဲအဲ့ဒါပြည်သူချိန်စာဆိုတော့တောက်ဖို့ကောင်းတယ်ဒါကြောင့်မလို့အခုအုံဒီတို့ဒိန်းအောင်လို့တော်လှန်ရေးတာချက်ချင်းနိုင်ပါကြီးဒီလူတွေတိကျခံစားအောင်ပါမယုံကြည်တဲ့အဲ့ဒါဘယ်သူမှမလုပ်တော့သူတို့လောက်ထားတယ်ကံနဲ့ဒီလူတွေကလည်းပြောသလိုဟိုသွားဆဲတဲ့လူတွေရှိရှိမယ်ဟုတ်ကျွန်တော်တို့လူသွားလည်းမဆဲဘူးနော်ဒါကြောင့်လူတွေရှိလို့ပြရတယ် ။သွားလည်းမဆဲဘူး။တွေ့လား။ကြောက်လိုက်လား။အဲ့ဘလိကပြောလို့ကိုနဲ့ပတ်သက်တယ်ဟုတ်။တော်လိုင်းပြီးလို့နိုင်ငံရေးနဲ့ပတ်သက်တဲ့ပွဲမျိုးကို့ဖိတ်ရတတ်သွားတယ်။ဘလိုဟာမျိုးတို့ကြည့်။ပွဲစီရင်သူမေးမှာခင်ဗျားတို့ဒီလူတွေဘလိုဖိတ်ကြလဲ။ဖြစ်အောင်တော်လိုင်းမှာငါတို့တွေဘွားတွေအသက်တွေရီမီလောက်ခဲ့တာဒီကောင်တွေကတန်းတန်းထိုင်အောင်မဟုတ်ဘူး။မင်းတို့တွေဘာလို့လဲထပ်ပေါင်းကြအောင်ရလဲ။အဲ့ဆိုင်ကစောချက်ပွဲမှာဘလိုနေလဲ။အဲ့ဒါပဲ။နော်ကျွန်တော်တို့တော်လိုင်းရှုံးသွားတဲ့တိတ်ခါမရှုံးဘူး။သူတို့ကသူတို့ဘက်ကနိုင်နိုင်မနိုင်နိုင်သူတို့ဘက်တိတ်ခါရှုံးနေပြီအဲ့ဒါကြီးกว่าကျွန်တော်တို့ကတော်လိုင်းမှာရက်တည်တယ်เนาะတောင်းလို့ နော်အခြားရှိတယ်။ပေါ်လန်ရေးရှုံးသွားတဲ့အဲ့ဒီလူတွေဟာတိတ်ခါပြုံးမှုမှတ်သားလား။ဒါပေမဲ့ဒီလူတွေဒီစစ်ခွေးဘောမတဲ့အမှုပညာရှိတွေကပေါ်လန်ရေးနိုင်နိုင်ရှုံးရှုံးသူတို့စစ်ပတ်နိုင်နိုင်ကျွန်တော်တို့ကတိတ်ခါရှုံးသွားပြီ။အမှန်ပဲတော့။ရှိနေတယ်။နော်အဲ့တော့စက်တိပါအတိတ်တရားတွေရကြပါပြည်သူအများစုကိုမျက်နှာမူပါနိုင်ငံရဲ့မတရားပြုကျင့်နေမှုမှာမတားဆီးနိုင်အောင်မတရားတာကြီးကိုတရားပါတယ်ပေါ်ကြပါတယ်အဲ့ဒါလေးပဲပြောချင်တယ် ကဲဒါတော့ကိုစစ်သုံးသက်ချက်ပြီးတော့ဖြစ်ပါရဲ့နော်အဲ့တော့ကြားရတိုင်းပဲသူ့ဆရာဒိန်းတောင်လည်းတော်တော်လေးကိုအချင်းနေမကောင်းဘူးနော်အခုအုံးသီးဆိုရင်လည်းဒီဗီဒီယိုဖိုင်ကတော့နည်းနည်းတော့ကြာပြီပေါ့နော်ဒါပေမဲ့တကယ်အခုချိန်ဒီလည်းအုံးသီးကအချင်းနေမကောင်းဘူးနော်အဲ့တော့ဒါကတော့ပြည်သူချိန်စာတွေသူတို့အခုချိန်မှာခန်းစားနေရဖြစ်ပါတယ်အဲ့တော့ဒီအမှုပညာရှင်လို့ပြောတဲ့အထက်မှာဆိုဒီကောင်တွေကစိုးစိုးဝဝပေါ့နော်အာဒီ PDF တွေကိုဆေးဆူတာတွေရဲ့ဒီသူ့အပေါ့ဘောလုံချုံမှလုံးလို့ပေါ့နော်သူတို့ဒီလောက်ထိဖြစ်နေကြဖြစ်ပါတယ်နော် โอเคဒီမနက်ပိုင်းတော့သတင်းပြီးတော့ဒီလောက်ပါပဲเนาะအစားဆုံးကြည့်ပေးတယ်မိဘပြည်သူရောက်ရှင်ထူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလောက်တော့မြတ်ဆောင်တော်မြတ်ရှာအားလုံးပါအောင်မြင်ကြပါစေတွားလျာမှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ